လေးကကျမခံစားရတယ်လို့ပဲကျမမိသားစုခံစားရတယ်လို့ကျမခံစားရပါတယ်ကိုကျင်းစာမိပါလေငလင်ဘေးနဲ့ပတ်သက်ပြီးလူတန်းမို့အတွက်အလုံးဝကျန်တင်း9000ရရှိခဲ့ပြီးမော်လိုအနေနဲ့ဒီကနေရာတွေမှာလူမျိုးမျိုးပါတော်မြေစင်ရချမ်းသာအယုတ်အမြင်မလန်မြဝေလူတန်းသွားမယ်ဆိုရဲခိုင်နေဝေအားလုံးပဲမင်္ဂလာပါ MSLDOS New Channel ကနေကြိုဆိုလိုက်ပါတယ် တရုတ်ဆောင်ခိုင်နေဝေကတော့တဘာဝဘေးပြတဲ့ငလင်ဘေးနဲ့ပတ်သက်ပြီးလူဒဏ်မှုအတွက်အလူငွေကျပ်3,500ရရှိခဲ့ပြီးပြီးမို့လိုအပ်နေတဲ့အဓိကနေရာတွေမှာလူမျိုးမြေဘာသာမြေစင်ရဲချမ်းသာအယုံအမြအလံမွေမြောက်ဝေလူဒဏ်သွားမယ်လို့ဆိုပါတယ်။တဘာဝဘေးပြတဲ့ငလင်လေးအတွက်အလူငွေ3,500ပြည့်သွားပါပြီရှင်။ဇလက်ပြီးလိုအပ်တဲ့နေရာတွေကိုအဓိကတွေထဲမှာအဓိကလိုအပ်တာများကိုလူမျိုးမြေဘာသာမြေစင်ရဲချမ်းသာအယုံအမြအလံမွေကုတို့ရောအကူအညီတွေပါရအောင်ဆက်လက်မျှဝေသွားပါမယ်ရှင်။ အမအနေနဲ့ကိုယ့်အိမ်ယာမကဘသူမှနေလို့မရတော့လို့လမ်းပေါ်ထွက်နေရတဲ့တကြီးရွယ်တွေအများကြီးမရတော့ရှင်တယ်မကောင်းဘူးသူတို့တွေလမ်းပေါ်ထွက်အိမ်နေရရှာတော့မကန်စားနိုင်ဘူးနေကလည်းအရန်ပူမလေးအိုးပြစ်အိမ်ပြစ်ပြီးအပူရန်ခန်းစားကလမ်းပေးမှာပဲနေနေရတဲ့မိသားစုတွေကိုမကြည့်ရပြင်ရပါတယ်ဒီအတွက်အမဘကတတ်နိုင်သလောက်အလှငွေတွေမျှဝေးပေးရသွားမယ်လို့တလုံးဆောင်ခိုင်းနေဝေကပြောပါတယ် သူမကတော့ဇဂိုင်းမရာပူရာမန်လေးဘက်တို့ကိုဇက်တိုက်ဆိုသလိုကိုယ်တိုင်တွားရောက်လူတန်းမှုတွေကိုလှုပ်ဆောင်နေလျက်ရှိပါတယ်။လာမယ့်ဧပြီလ9ရက်နေ့မှာလဲအရာမြစ်တာလူမှုကွေဆဲစကန်ကအုတ်ချော်ရည်မှုတွေနဲ့ကုညင်မှုတွေနဲ့အတူအရာထွန်းတိုက်ကန်ကအိမ်တော်စု380ကိုတိုင်အောင်စုကိုကြက်သိန်း20နောင်းနဲ့စုစုပေါင်းကြက်သိန်း9600တိတိကုညင်ပြီးအလှူငွေတွေပေးရသွားမယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကမရာပူရာမှာရှိတဲ့ အရာဝန်တိုက်တန်းအရာအင်ဂျင်ကကိုတိုင်နောင်စုကြက်သိန်း20တုံးနဲ့သိန်းတောင်းလူဒန်းခဲ့တယ်လို့လူမှုကိစ္စအသင်းအတွက်သိန်းတရာတတီလူဒန်းပေးခဲ့လို့သိရပါတယ်။အဆုံးထိကြေရှုနာဆင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။